ဒါကမှန်နေတယ်။အနန္တကမှန်နေတယ်။ဒီကမင်းမျိုးလုံးရဲ့ကြည့်တော့ဒီမှာအယုတ်ပေါ်လာ။ဒီလိုပေါ်လာ။ငါရိတ်ဆက်လာတယ်ဆိုတဲ့အဓိပ္ပာယ်ကျမ်းပါနော်။ငါရိတ်ကိုရိတ်ဆက်လာတယ်။ဒါကြောင့်ရှင်ဘုန်းနာကဉာဏ်နာကဥပါဒါကဒီခန္ဓာ၅ခုကိုဆိုပြီးအတမိ၅ခုကိုသိရှိပြီးပေါ်ပြီးခန္ဓာ၅ခုသုံးတယ်လို့ဆိုပြီးမှားလိုက်တာ။ငါမျိုးကြတော့ငါကောင်းနေတယ်ငါရောက်နေတယ်ငါဝင်နေတယ် ငါရောငါစီမံရေးတယ်။ဟောဒီငါကငါဖက်လာတဲ့ဥစ္စာအကြီးမားလို့ဖက်လာတာဆိုတော့ယုံကြည်မှန်ဆုံးတယ်။ဒီပါတာ။ဟုတ်။အမှန်ငါကအကြီးမားကြောင့်ဖက်လာတာ။ငါဆိုတဲ့သဘောဆက်။ငါလုံးနဲ့ငါလုံးနဲ့မှားနေကြည့်လိုက်။ငါမျိုးကြက်။ငါသွားနေနေတယ်ငါရောငါကြည့်တော့မှသေးတယ်ဆိုတော့ငါလား။ငါတို့ရမှာမကြဘူးဆိုရင်မှန်ရတာ။ကြံမှာပဲလို့ရှင်ဒိဋ္ဌိက ။ဆန္ဒငါးပါးကိုငါထင်ဒိဋ္ဌိလား။မလား။မှန်ပါဘူး။ငါဝိရိယမှမကြသေးဘူးတဲ့။မာနသိပြီ။ဟောပုဂ္ဂိုလ်ကိုထင်တယ်။ပုဂ္ဂိုလ်မှကိုမထင်ဆဲ့ရည်ရယ်ဆိုလို့ရှိရင်ရှင်လုံးလေးလာလို့ရှိရင်တဏှာလား။ဒါဖြင့်ဆန္ဒငါးပါးကိုနှလုံးလုံးကြည့်မှန်းနဲ့သိလိုက်လို့ရှိရင်တဏှာမာနဒိဋ္ဌိတပတ်ကြ။ဘယ်လိုမျိုးလား။

သမဏမဘက်ကြီးကသမဏငါးပါးကိုသမဏမဘက်ကြီးသာရလားငါကသမဏငါးပါးမှန်းနေတယ်ဒီကပုဂ္ဂိုလ်စံနဲ့တူတယ်ဒီမှာပုဂ္ဂိုလ်စံနဲ့တူတော့ဇာရံဘာသာပေါ်နေတယ်ဘဝမှာသမဏမဘက်ကြီးကလာပေါ်အဲဒါသမဏမဘက်ကြီးကလူသာရလားသမဏငါးပါးကိုသမဏငါးပါးလို့မသိလို့လာရလားလို့မေးလို့ရှင်မနေ့ကကြာ ခန္ဓာ၅ပါးခန္ဓာ၅ပါးရလို့မသိလို့ခန္ဓာမှန်ကားလေးဒီလားဒါပြန်မသိလို့နှလုံးသားမှားကြအောင်နှလုံးသားမှားနေခန္ဓာမပြည့်တယ်လို့ရှိရင်ကျင်းနဲ့ဒီပုဂ္ဂိုလ်ကျင်းပုဂ္ဂိုလ်ကနှလုံးသားမှားပုဂ္ဂိုလ်ခန္ဓာမှန်ကားလေးရှိလားကျင်းဒါကြောင့်ခန္ဓာမှန်ကားလေးဒီခန္ဓာလေးရောတန်းမှန်ကျင်းနှလုံးသားမှားလို့ကျင်းခန္ဓာမှန်ကားလေးဒီကြားမှာခန္ဓာ၅ပါးကျင်းခန္ဓာ၅ပါး ိမှုခန္ဓာငါးပါးမသိမှုအကြောင်းလည်းမကြောင်းဘူးအကြည့်မှားတဲ့အမှားလည်းမကြောင်းဘူးလို့ဆိုရင်တော့ဒါကအကြည့်မှားဒီကအကြည့်မှားဒီကအကြည့်မှားပါဘူးအကြည့်မှားခြင်းငါကြောင့်အမှားဆုံးဖြစ်တယ်အကြည့်မှားခြင်းမှားကြောင့်အကြည့်ကလည်းမနေရမသိကြဘူး။ဒါကြောင့်မှမဖြစ်ကြဘဲရှင်းနေတယ်။အကြည့်ကလည်းပြုလုပ်တဲ့အခါကျတော့မှမှလည်းရှင်းနေတော့ဒီကြောင် နာဂရုမျိုးအောင်မှမကြသေးပါဘူး။နာယုနာရှင်နိုင်သေးတဲ့ဆိုတော့မာနတွေကလာ။ငါ့ဘုံမှာဆင်းနေသေးတဲ့ဘုရားကလာတယ်။တကယ်ငါပဲဆင်းနေဘုရားပဲ။ဒါကအရှိကလည်းခန္ဓာငါးပါးလို့မသိ။အရှိကလည်းခန္ဓာငါးပါးလို့မသိ။အရှိကလည်းအင်းလောကနေတော့ရှိကလည်းအရှိကလည်းတဲ့အရှိကလည်းရှိတယ်ဆိုတော့မသိဘူးနော်။အဲ့ဒါအရှိကလည်း ရုပ်ပုံနဲ့ဆရာမရှိအမှုပြန်တော့နဲ့အရှိပြန်တော့နဲ့ဆရာလည်းမရှိပြန်မှာအဲဒါဒီကနမနာလေးကမလာပါနဲ့ဆိုလို့ရတယ်အရှိပဲပြန်တော့လည်းမရှိအရှိပဲပြန်တော့လည်းမရှိရဲ့စိတ်ကဘာလာနေတယ်အရှိပဲအရှိပဲပြန်တော့လည်းမရှိလို့ရှိရင်ဒီကနမနာလေးကလာတော့ ဒီမှာငါမလို့ဒီကလည်းတဏှာဥပါဒံတန်ဆက်ပြီးဆိုတာမှန်မှာတော့ပြောရမယ်။မာနလာလို့ဆိုရင်လည်းမာနလည်းတဏှာပဲတဏှာဥပါဒံတန်ဆက်ပြီးဆိုတာမှန်မှာဆိုတော့ဘုရားကြီးမတော်ဘူး။ဟုတ်ပါဘူး။ဒိဋ္ဌိနဲ့ဒီလိုဒိဋ္ဌိဒိဋ္ဌိကံဒိဋ္ဌိဥပါဒံတန်ဆက်ပြီးဆိုတာမှန်မှာတော့မတော်ဘူး။ဟုတ်ပါဘူး။ဒါမှမဟုတ်ကအမှန်ကျနေပါဘော။အခုပြန်ပြန်လည်းမရှိလို့ကျန်တော့တော့ဘူး။အခုပြန်ပြန်လည်းမရှိရင်ဟုတ်ပါဘူး။သာဘုရားကတမင်နာတော့လောက်ပါပဲ။ သူမဆလို့ပြောရတာတဲ့အရှိမရှိလို့အရှိမအရှိမရှိတယ်လို့ပြောရတာအရှိမရှိနော်အရှိကလည်းမရှိတတ်အရှိကလည်းမရှိဘူးအရှိကလည်းမရှိတတ်ဘူးဒါကြတော့ဆိုတော့ကျင့်ကြာအိမ်နေရင်ကနမနာဒိဋ္ဌိကခဏခဏဖြစ်ကနမနာဒိဋ္ဌိကခဏခဏဖြစ်ပြီးကြတာနေတော့ဟောတယ်ဆိုသူမျက်စိကြည့်လို့မကိုးဥဒ္ဒလမတ္တ မလုံးမပြစ်ခဲနဲ့ဘာမှဒုရဝနဲ့ဆက်တယ်ဘာမှမရှိဘဲနဲ့ဒုက္ခံတာအရှိမအရှိမနဲ့ပဲဘွားရအပေလေးပါးရောက်တော့တဘောပြတ်တယ်အဲ့မှန်ဖြစ်ကြပါ့မင်းဒီမှာသာပြောလို့ကြာတယ်ဒါလည်းမဲရမနဲ့ဆိုမဟုတ်ပါဘူးဟုတ်ပါဘူးအရှိကမရှိတာအရှိကမရှိတာဒီမှာရှိတာကဏ္ဍမာရီကြီးကအပေလေးကမြေဒိဋ္ဌိကဒုက္ခသုရေဆိုတဲ့အပေလေးကပြောနေတာလားဟုတ်ပါဘူး အဲ့ဒီမှာအမှန်တွေကဆရာသမားတို့မကြာအခုလည်းမကြည့်အခုလည်းမကြည့်တတ်ဆိုရင်ဖြင့်ငံကွန်းတန်ဘွားဟုတ်တယ်။ဘွားလို့လဲ။ဒုက္ခနဲ့ဒုက္ခရှိတာပဲ။ဒရဏံဒုက္ခရောက်နေတာဥပိ္ပတ်နေတာပဲ။သူဘာလို့ဆရာလူတွေတော့မေးတဲ့ပုဂ္ဂိုလ်ကတော်လို့မလဲဘူး။သူကဘုရားလားပြောတယ်။ဒါနလားပြောတယ်။ဒီမှာဥပဒနာရကြောက်ဘွားရမယ်အဲ့ဒါဆိုတာသူမသိဘူး။ဥပဒနာမရှိတတ်ဘူး။ ်ဒါကမှတလေးကသူသိရမသိတော့သူပြောတာယုံနေတယ်မင်းတို့ငါသာမှတ်မှတ်တယ်ဗျာအဲ့ဒါဖြစ်တဲ့သင်္ခါရကိစ္စကလည်းသိလည်းသိဘူးသိရတယ်မှန်ဖို့ယုံကြည်အကြည့်ဒီလိုအကြည့်ရမှန်လို့ယမနာရေးကြည့်တယ်ဆိုတော့ပေါ်လာဒါကမဆန်းတဲ့နေမှာဖြစ်တယ်လို့မသိလို့ဒါဟုတ်ပါဘုရားတော်မှာရုပ်ဆိုင်တယ်ပြန်မှာလို့ရှင်နေ ်ပြီးတော့ဆုံးမှာပြောတဲ့အခါကျတော့ဆိုရင်လည်းဒါကလည်းနာရက်ပဲလားနာရက်ကြတဲ့ငါမင်းမပဲလို့အကြည့်ရတာလောပါတော့ဒါကြောင့်လည်းမှာဒနာမနာဒိဋ္ဌိဆိုတဲ့အရေးကြီးဆုံးတာဆက်လာတယ်ဆက်လာတယ်ဒါကဆက်လာတာလားတော့တော့မဆက်လာဘူးဘေဒောဘေဒောမေသံဃာဘုံဘုံမေဘုရားရောဘုံဘုံလို့ဖတ်လာတာဆိုတော့ငါတို့ယုံကြည်တာ။အင်းဒါကြောင့်ယုံကြည်တာ။အဲ့ဒါကိုမြင်မှဟောတဲ့ကြွားမှာ ကနနာနာလို့ပြောတယ်။ဒါမှမဟုတ်ကြံပေါ်လာတယ်ဆိုတာကိုသိအောင်ပြောတယ်ကွာ။ကျွန်တော်ကလည်းကနနာနာဟောတဲ့ဇာလို့မှတ်ထား။သူကလည်းဒီကကြည့်လိုက်တဲ့အခါကျတော့ဒါကိုသောတိပြုဒီကအကျိုးနဲ့အကျိုးကိုကြောက်ဖြစ်ပြီးတော့မသိသေးတဲ့ပုဂ္ဂိုလ်အကျိုးကိုကြောက်ဖြစ်ပြီးတော့ဒီကြည့်ရဆုံးကြတာပါ။ဟုတ်ကဲ့။ဟုတ်ကဲ့။ဟုတ်တော့ဘူး။အာမကြည့်တော့ဆက်ကြည့်ပါလား။ကြည့်တာမလို့ရနဲ့။ကြည့်တာမလို့ရအောင်ကြည့်ရမှာပါ။ မာတယ်မာရင်မနေ့ကလာမာရင်ဒီသုံးကြီးလာမနမနာလေးဒီစရသုံးကြီးလာသုံးလို့လာမှာမကြတာတော့သူတို့ကတော့ပြန်ပြန်ကြာဘာပြောသံဃာတို့ကနှုတ်ဆက်တယ်ဒီကဘွားတော်ကတော့ဆက်မတင်냐အဲ့ဒါဘုန်းကြီးကဒီသုံးခုပေါ်လာကြတော့ဆိုပြီးအရှင်းနဲ့ကြည့်တာဆရာတော်ကတော့ပြင်းနာမရတာအမှားပုံးဆက်တယ် ကြည့်ရမကြည့်အကြည့်ရလည်းမကြည့်တာအကြည့်ငါကမကြည့်တတ်ဆိုပြီးလို့ကျင်းကျင်းတဲ့ဗြဟ္မဏတုကြီးထွက်လာတာပဲအကြောင်းသူကရာရအမှုသောပြီသူကရာရခဏငါဘောကိုဆဲပြီးအခုငါဘူးတဲ့ခဏမဏတုကြီးဟောသူဖြစ်လာပြီသဘောကျဟုတ်ဒါတော့ဘူးကြည့်တယ်ဆိုတော့ပေါ်လာဟုတ်တော့ကျင်းကတော့သဘောကျဒီတိုင်းနာမည်ရမယ်ဆိုလို့ရှိရင်လူတွေကအကုန်တရင်းတော့ဘာမှမဆိုရအောင် ဘူးဘယ်လိုပြင်မှာတော့ပုပ်ပုပ်ပြင်းနေတယ်ငါရကြရမယ်နင်းတော့လည်းမနိုင်ဘူးငါတော့ငါမျိုးကြောတယ်ငါကလေးလူပြန်ရမလို့မလာဘူးဆောင်းကြည့်လာတာကမ္မဟာဝါသိတယ်လို့မသိဘူးဘာကြောင့်မှသိတယ်လို့သတ်တယ်အဲတော့နောင်နေမှမလုပ်နဲ့သိလို့ကြာကြတာငမနာလေးရှိပုံမှာတခါတော့ငမနာလာရင်လည်းလာမယ်မလာရင်မာနလာမယ်မာနမလာဒိဋ္ဌိလာမယ် သဘောကိုသိရမလားတဲ့။ဒါဖြင့်သူ့ရဲ့မသိဘူး။အသိကလည်းမသိတတ်ဘူး။ငနာမနာတဲ့လာရတယ်ဆိုလို့ချင်းဒါကမနုဘူး။ဒါကဇူရောကဓမ္မအရှိမျိုးသိတတ်တဲ့လူပါ။ကျောင်းမကြရဘူး။ဒါမဟုတ်ဘူးဓမ္မကြီးပါတော့ဒီလိုမျိုးရတဲ့နတ်ဒီဇမားတွေဆိုတော့ဒါခါဒါနာဘုရားကြောင့်ဖြစ်တဲ့နတ်ဒီဇမားတွေဆိုတော့ဘုရားဒီသုံးခုနဲ့နေမှာ ဘုရားနဲ့တရားကြံဆင်းတာဘောကဇမရယဘောရကြမဆင်းဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒါနဲ့ကြည့်လိုက်ရင်နတ်ပညာကလည်းဒီလိုဒီလိုမျိုးပြတ်တိုက်မကြောက်ဘူးဒီလိုမျိုးပြတ်ဆရတာလည်းဒါကနင်တို့ကိုယ့်ပြတ်ဓမ္မရည်ဝမ်းတောင်းနတ်မရကျင်းတော့ဘာသာမကြောက်တော့ဟုတ်ဟမ်ငါးလုံးကြောက်ဆောင်ဟုတ် ဒီဒီမှာမဟုတ်တော့ဘူးကိုယ်ကောင်းနေရတဲ့ကျန်နေတဲ့စိုင်းရှိတယ်ဒီပါဒီနေ့ကကျောင်းရယ်လည်းရှိတဲ့အခါကျတော့ကျန်သုံးမဲ့လူရယ်မင်းတို့ကလည်းဆံမစားဖြင့်ကျန်သုံးမဲ့လူရယ်ဆံမစားသုကန်းကြီးကဘုံနံကံဒါမှမဖြစ်အာအကအကန့်နော်ဘုံနံကအင်းကြီးကတော့အမှန်ကြီးပါလေကလည်းမင်းကမြင်ကြည့်ရလားဆိုတာကဘုံနံမင်းကတော့ကြားရလို့ကြားလို့မကောင်းဘူးနော်ပြန်ပြန် ဒီလိုရတာဟမ်မာကြီးကြီးပါဒါကသီးတယ်ကြီးတယ်လူတောင်ကကြီးတယ်ကြီးတော့အဘဝနဲ့တည်းနဲ့တာဒီနဲ့ကြီးလားဘယ်လိုလဲဒါကလည်းအခါကဘယ်လိုမှလို့ပြိဋ္ဌာန်ဘုံရောက်သွားပြီဆိုကြပါစို့ကောတန်ခါးနော်ဒီကြည့်ကြည့်ပါမယ်ဒါကပြိဋ္ဌာန်နော်ဟုတ်ပါဘူးနော်ပြောပြောလာတဲ့ဟိုဟိုဆိုးတဲ့ဆံပါပဲ ကံအားသာပြုစေတဲ့ဝိသံဟုတ်ပြီလားအဲ့ဒါဒီလိုဆိုနေရောကိုရဲလို့ရဲလို့ဆိုတော့ဒီလိုကြီးလာနေတယ်သင်ပါလာတယ်ဒါဆိုတခါကြာတယ်မင်းပြန်တက်ပြန်ညာမစင်္ဃမတင်ရညာမစင်္ဃမတက်လမ်းတူတူတယ်အဲ့ဒါဒီကံတက်လာတဲ့ဆက်မှာဒီတော့ဒီမင်းတို့ညာနဲ့ရှင်မုန်းတယ်ရှင်မုန်းပါဟုတ်လား ဒီလိုမပေါ်အောင်လုပ်နိုင်လို့ပါမပေါ်အောင်လုပ်နိုင်လို့ရဒီလိုဥပ္ပါဒ်သွားလို့ရှင်ရှင်ဘယ်လိုလဲတိရစ္ဆာန်တိရစ္ဆာန်ကျတော့ဒီဒီမှားလောက်မလာဘူးလာပြန်ပြတယ်လမ်းနေတယ်ဒါလည်းတိရစ္ဆာန်ဘောပြန်တယ်လေတိရစ္ဆာန်ကဒီဒီမှားတုံးပြီးတော့ဒီနိုင်ငံသားသိစားပြီးတော့လုပ်တယ်ကျတယ်သုံးလိုက်အင်းတခါတရားနှစ်ပြန်လို့တက်လာပြန်ဒီဒီဒီထိုးတက်နေအောင်လို့ ်ကလေးကောင်ကောင်းနဲ့တင့်တင်တဲ့ရမှာဟုတ်ပါဘူး။ဘယ်လိုကြံဆန္ဒဒီဒီမှာလည်းမရပါဘူးလို့ထင်တယ်။သက်သာလိုက်ဆိုတော့နည်းနည်းတော့ဘယ်နဲ့လုပ်မလဲ။ဇလန်းကလမ်းတွေစဉ်းစားကြ။အဲ့တော့တစ်ခါတင်းကြရင်ရခိုးကိုပြတ်စ်မယ်ဆိုတာသိချင်မှာ။တစ်ခါတင်းကြတော်လို့ရတယ်ဆိုတော့ဆက်ဘယ်မှမပေါ်တာပြော။တကြအောင်ကြလားသူ့ရှင်ကြလားလို့ပြောတယ်။ တော့ဟောတာမဟုတ်ပါဘူးပေါ့ဖြစ်နေတယ်ပြောတယ်ပြောမလားအဲ့ဒါမဟုတ်ပါဘူးဒီဘဝလေးနဲ့ပတ်သက်လို့ငါလုံးနေသံဃာလို့ကွာသံဃာလို့ကွာဆိုတော့ကိုယ်ကငါလုံးနေတာပဲမန္တုဘို့ကွာဆိုတော့သူသူဆိုတဲ့ဒုက္ခသံဃာလို့ကွာဆိုတော့ဒုက္ခပဲခန္ဓာကိုယ်ငါခန္ဓာလုံးမှာငါရှိရင်မန္တန်ကမှမပါလို့ရှိရင်မဖြစ်ဘူး ဆိုတော့ဒီဒိဋ္ဌိကနာမာနမပါဘူးမဖြစ်ဘူးပြောဟမ်မဖြစ်ဘူးပြောတော့ဒါအောင်ဖြစ်တာလည်းဝင်နေလို့ရှင်သူဘဖြစ်မှာလဲသူဘဖြစ်တာကယုံကြည်ဘယ်တော့မှမယုံကြည်ကြံတလမ်းမှဖြစ်တော့သဘောကျတယ်ဘာမှတော့မလုပ်ကြတာ။ဘာသာမတက်ဖို့ကိုဒီလိုကြည့်။ဒီလိုကြည့်ရမှာပဒံဖြစ်ဖို့ရည်ကြည့်။ဒီလိုကြည့်တိုင်းဒါရယာမနာဆောင်တယ်။ဟုတ်ပါဘူး။ဘယ်လိုဘုရားရှင်လည်းတိုက်ကြည့်လိုက်။ ဟုတ်ပါဘူး။ဘုရားကမြန်မာကြရတယ်ဆိုရင်ငါမင်းမင်းပဲလို့ဆိုတော့ဒိဋ္ဌိရလာတာ။ငါဗရိလာမမကြလို့ပါဘူးဆိုတော့မာနာ။ငါမင်းငါဆိုတော့ဆက်ပြီးသုံးလို့အရှိကလည်းအမှန်ရှိလို့မကြည့်။ဟမ်အရှိကလည်းအမှန်ရှိတတ်တယ်မျိုးလုံးကမပါဘူး။ကြည့်ရတယ်မှန်ရှိမသိအကြည့်ရတယ်မှန်ကြည့်ရတဲ့ဉာဏ်လုံးပါတော့မှန်ဖြစ်ကြရတယ်။တယ်လမ်းတမ်းနဲ့လို့ရှိပါဘူး။သက်ဖြစ်ပါလား။ တကယ်ဆက်တယ်ရင်းနဲ့ဒီကောင်းကောင်းနဲ့နမမေကြတာကိုပြောပြရဦးဘုရားရှင်ရဲ့အကန့်ဒါကနားမလဲဒီလိုညာကိုယ်တိုင်ကိုယ်တိုင်အဲ့ဒီတော့မနေ့ကမနေ့ကြတာတော့တန်းပြတာတန်းရုံဆိုင်ရဲ့စစ်စမဟမ်အကန့်ပြတာအကန့်ရုံပြီးကြတာအကန့်ကပဲဆက်ခင်ဒါလည်းငါတို့မျိုးကြည့်လာတယ်ငါတို့မျိုးမျိုးလိုလာတယ် ဘာသာရေးပြင်နေတယ်။ဒီနေ့ကတော့နမောတာနေရတယ်။ဟုတ်ပါဒါကြီးလည်းမဆက်နိုင်တော့ရှိတဲ့ဒီလိုလောက်လာကြတာပဲဆိုတော့ဆိုရရဲမျိုးလုံးမြင်တော့အမေကြီးဝတ်လာမေကြီးဝတ်တာလာတယ်ခင်ဗျာနောက်တော့ရရဲရှိပြီကောဝတ်တာတော့ဆိုပြီးပြောလိုက်အမေကိုပြတ်တယ်ခင်ဗျာလာပြီအမေကြီးလက်လောက်ဝါကြီးကိုပြလာတယ်နေတဲ့စိတ်ကြီးခင်းနေတာပဲဒီကောမျိုးလုံးတော့မလို့တရားမှမပါဘူး တဏှာသဘောပြနှလုံးသားနဲ့ပြန်ဆိုးရွားဒီလိုလုံးသားရှိပြီဖြတ်ကြည့်ပါလားဟမ်ခံကိုယ်မှန်တုတ်ကိုနှလုံးနဲ့ကြားတာရှိတယ်ဟမ်ရောင်းရောင်းနေတဲ့ပုဂ္ဂိုလ်ကမှန်တာဒီတိုင်းနဲ့ဒီဘဝကျနေတဲ့ပုဂ္ဂိုလ်မှန်တာဒါဒီသုံးခုနဲ့ပဲနေတာတော်တော်ဒီသုံးခုရှင်မှန်ရသွားရမှာဘယ်နဲ့ဆိုရမလဲငါကတော့မဲဆိုလို့ရမှာလဲမင်းတို့အထုတ်ထားရမှာလဲမှန်ပါ ်တရားတမင်္ဂလာလည်းမင်းမမသိလို့ပေါ်လာတယ်မသိလို့ပေါ်လာတယ်ဆိုတော့မသိလို့နဲ့သူကြတယ်သူပြိစ္ဆာသမုပ္ပါဒ်ကြတယ်ဘုရားမရှိလေဒီအချိန်တိုင်းပို့ပါလေဘုရားရှိလည်းမသိဘူးဒီတိုင်းပို့ပါဘုရားရှိမရှိနဲ့သူလည်းမဟုတ်ဘူးမင်းတို့ရှိလို့တကယ်ရှိလို့မင်းကမသိဘူးတကယ်ကြည့်ရတဲ့နေလုံးမရဘူးဒါရုပ်ကြည့်နေတာသဘောပါ ်ဘယ်ရှိတာမသိဘူးတကယ်ကြီးရှိတဲ့တရားကိုမသိတာဘူးဒီဟုတ်မှုတော့မနေခဲ့အဲကြောင်ဒီချက်ပေါင်းကအဲ့ဒါအဲဒီတော့ကျမ်းမင်းမဟုတ်ဘူးကွာခန္ဓာ၅ပါးကွာဆိုတော့ပြန်တယ်ခန္ဓာ၅ပါးကွာပြန်တယ်ဒီပက္ခနာဝိညာဉ်ကနာဝိညာဉ်ကနာသင်္ခါရကနာဝိညာဉ်ကနာကွာပြန်တယ်ရင်ထဲကဒီကနေပြီးကြတယ်မင်းနောက်ကြတယ်နှလုံးသားမှာနေရှိ။အဲမှာကြည့်ရရေကောင်းနေတဲ့လားခန္ဓာငါးပါးဖြစ်တဲ့တူ အဲ့ဒီလိုပြောရတာကဘယ်ခဏလုံးမှလည်းပြောတယ်ခဏခဏဖြစ်ဖြစ်ပြောတာလို့ဒီကနေခဏခဏလေးကမဲ့တယ်လားဖြစ်လာမဲ့မနေလားဖြစ်တော့ပါဘာသာပါဘယ်နာရကနာမနာဒိဋ္ဌိလားဖြစ်ဘယ်နာကနာမနာဒိဋ္ဌိကနာနာရယူကမှန်ကြအကြည့်ရောတဲ့ပေါ်ကနာမနာဒိဋ္ဌိလေးဒီဖြစ်အခုတော့မောင်းမှန်နဲ့ဇာနာပြောရတာကနာနာတာရှိပါတယ်မင်းတို့ဒီ ဒီနေ့လုံးတော့နှလုံးနဲ့မှန်တယ်လားနှလုံးကမှန်ပေးရမှာလို့ပြောကြတယ်ခါကျတော့အဲဒါရင်ဒါကနေစရုပ်ရက်ကတော့ငါတက်လို့ပြောတယ်ပြည်တယ်ညာရတယ်ပေါ့ဘာသာမှန်မလို့ဒီနေရာမှာညံပေါ်လာညံပေါ်လာနော်ဒီနှလုံးမှန်တဲ့ဒီကအရှိနေတိုက်သွားတယ်ဘောကနှလုံးမှန်နဲ့အခုလည်းကြတော့ညံတော့ညံတော့ညံတော့လာတော့ဒါလေးခဏငါးပါးနှိစ္စတရားတွေ ဇေဇောကနန္နာပါအနာဝါမိစ္ဆာတရားတွေဒီနှုံးနှုံးမှလည်းကြည့်ရတာမိစ္ဆာကြည့်တဲ့ဉာဏ်ဒီကြားရပေါ်လာဒီကြားရကာမကငါးပါးပေါ်လာဘယ်လိုလဲဒါကြည့်လို့ကြားရတယ်ဒါလည်းကြည့်လို့ကြားသေးတယ်ရှင်ငါလုံးကိုလည်းပြန်သေးတယ်ဆံတော့ကြည့်တာအရှိကလည်းပြန်ပဲအရှိကလည်းသင်္ခါရပေါ်ကလေးဘာကြငါလုံးမှန် နဲ့ကြည့်ပေးပါဆိုရင်လည်းမပြင်ပြိတ်ပြင်ပြိတ်တဲ့ခါကျမြန်မာမရဘူးဒီမြန်မာမဟုတ်နာပါမြန်မာပါဆိုကြအဲ့ဒီမဟုတ်ငါဘာလို့ပြောရဲခါကျတော့နမောငါခန္ဓာငါးပါးတခုတခုကြည့်အနိစ္စတရားဒုက္ခတရားနတ္တတရားမြန်မာမြန်မာတော့ဒုရဝနိစ္စဒုရဝမြင်တဲ့မဟုတ်တာဖြစ်တယ်ဒါကြောင့်ဒီလောက်လာတဲ့ကံကတော့ သင်္ညာတော်နေတဲ့ခန္ဓာမနဒိဋ္ဌိဆိုတော့သံဃာ့ဆွဲရမှလူစိုးကတော့လာနေရဲ့အင်းသံဃာမနဒိဋ္ဌိစိတ်ကြရတယ်မဆိုတာနဲ့လူစိုးကသံဃာကမှာပဲစသို့မမလာတဲ့တို့သံဃာကျိုးရဲ့ရှိသေးတယ်။ဒါကြမနဲ့ဘူးအရှိကိုပေါ်သေးတဲ့ဆရာနဲ့ကျိုးကိုရေးရှိနှလုံးသားမှန်နဲ့နှလုံးသားမှန်နဲ့ကြည့်ပါလို့မင်းတို့ပြောပြတဲ့ဆရာနဲ့ကျိုးကိုရေးရှိရှိတယ်ရေးရတယ် အဲဒီတော့ဝိညာဉ်နှလုံးမှာမျိုးလုံးနဲ့ဒီကရှိနေကြည့်လိုက်တဲ့အခါကျတော့ခန္ဓာငါးပါးနဲ့တွေ့တယ်။နေကဖြစ်တဲ့ဒီပဲတွောင်းလို့တွေ့တဲ့အခါကျတော့ဒီကနေကပြောမက်ကတော့ဖြစ်တယ်။ဖြစ်တယ်လား။ဖြစ်တဲ့အခါကျတော့ခန္ဓာဓမ္မငါးပါးတွေဒီကနေ့ဆူကြအောင်။ဟုတ်ပါတော့။သုတ်ကုန်သုတ်ကုန်မစံရမလားအဲသုတ်ကုန်ဒီသုတ်ကုန်ဆိုရဲကဗန္ဓရလက်တယ်ဒုက္ခဘုံနဲ့လက်တယ်ဘုံကုန် သမဆရာဘုရားဘုရားလက်ကဟာမင်းတို့မင်းတို့ကျမ်းလေးလားတဲ့ဆရာသမားကျမ်းလေးဒီကံကဘယ်လောက်မှမပါဘူး။ငါကံရတာကံဘယ်လောက်လဲ။ဇာမင်းနဲ့ဆိုင်ရတာ။ဟုတ်ကဲ့လား။သဘောပါ။ဒါပေမဲ့ဘယ်နဲ့လောက်ကြမှာလဲ။ဆိုတော့ရှိကြည့်လိုက်ခဏ၅ပါးလေးရှိတာသိအောင်လို့ငါသိကြည့်ရှိကြလို့ဒီကနေ့သိအောင်လုပ်ပါ။ နှလုံးသားမှာမှန်နေရှိတာဒါနဲ့ကြည့်ကြမယ်နှလုံးသားမှာမှန်နေတကယ်ရှိလို့ကြည့်တာအဲ့ဒါလေးရတယ်အဲ့တော့ဒီသံဃာကမေးတယ်ဆရာကမေးဆရာကမေးသံဃာကရှိသံဃာကအဲဆေးဆရာသမားဆိုတာဘာလို့မကြည့်ရင်းညာနှုတ်ကသွားတဲ့နေရာမှာနှုတ်ကရောက်ဖို့လုပ်တဲ့နေရာသံဃာကထောက်ရတယ်ဆရာသမားကြောင့်နှုတ်ကရောက်တယ် ဟင်းအဲ့ဒါသိနေပုံပဲဆရာတော်ကလည်းဘုန်းကြီးရောက်တာပေါ့ဆရာတော်ကလည်းဘုန်းကြီးရောက်တာဆရာတော်ကကြူလိုက်တော့မှရောက်ဆိုင်တာငါကရောက်မှပြန်နေသေးတယ်ဘာသာတော့ဆက်ပြရတာကရှိရှိကိုယ်ကိုယ်ကလည်းနဲ့ကိုယ်ကဘယ်ငါလဲတန်ကြဲငါလဲတာဟင်အကောင်းဆုံးကနေကောင်းတယ်မဟုတ်ဘယ်လိုနေကြလဲဘယ်မှာနေဘယ်လိုတရားလုံးတမျိုးတော့အကောင်းတော့က အခုဆရာမကြီးလည်းပြောတယ်အရှိတရားကိုလည်းအရှိတရားပြောတယ်မရောငါကမှားဒီလိုငုံမှန်နဲ့ကြီးလိုက်တဲ့အခါကျတော့အရှိတရားကလည်းဟောထားတယ်ဆန္ဒငါးပါးအိစ္ဆတ်တရားဆန္ဒငါးပါးအိစ္ဆတ်တရားပြီးရင်ညာဘူးကြားတော့ပေါ်လာဘူးခဏခဏမှမသိဘူးဒီပေါ်တယ်ဘုရားပါတော်မဂ္ဂင်ပေါ်ရဲ့ဆုကြတယ်။မဂ္ဂင်ပေါ်တော့ဓမ္မမဟာရေးကြီးကချုပ်ကုန်တော့ပေါ့။လာတာဆိုရကြတယ်။ ဒါဖြင့်ဇေဇေနဲ့ဇေဇူးရှိတယ်ဆိုလို့ပြေမှန်ပါဘူး။ဒါကဘုရားပဲ။ဒါကဘုရားကဒီကနေ့မင်းကဆက်ရဇေဇူးကြီးရတယ်လို့မင်းထင်တယ်မင်းပြောတာအဲ့ဒါမဟုတ်ဘူးကွာ။သူ့ကြောင့်မင်းပြရကုန်တာ။သူ့ကြောင့်တခါတော့တန်တဲ့စခန်းပတ်သွားတယ်။ဆိုတော့ဘယ်ဆိုချင်ပါသွားတယ်ကဲဒီကောင်ဆိုလို့ချင်းမရဘူးအဲ့ဒါကိုနမောဇိလက်ခံတော့ဒါတွေ ဝေနာကဝေနာဖြစ်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 ဖြင့်မဖြစ်တယ်။အခုကဓမ္မနာရဒိဋ္ဌိတွေဆိုတာကတော့တိုက်နိုင်တယ်။အဲ့ဒါဒီဝေနာမနာဒိဋ္ဌိကသေခြင်းနဲ့ပြောရတာလားဆိုတော့နှလုံးသားမှန်တဲ့အရှိကိုပြောထားတယ်။အရှိကိုလည်းပြောထားတယ်မှာမင်းတို့ကကိုယ်နာနေနဲ့ပြောအပြီးသွားခိုက်တယ်။ဘောရရဆရာဟောရခဏငါးပါးနဲ့ကြည့်ရတယ်ရှိရလို့ခေါ်တယ်နှလုံးသားမှန်နေကြည့်ရယ်နှလုံးသားမှန်နေကြည့် ကျောတော့ကြက်တယ်ဒီလိုကြည့်ကောင်းကြတယ်ဒီမှာကျောရဆရာကမှမပေါ်ဘူးပရိသတ်မှာပေါ်လာတာမဟုတ်ဘူးတပည့်ကျဒါရင်ဒီမှာလုံးပေါ်လာလို့ဆိုတော့ကျွန်တော်ကဆံရရေတဲ့ဆရာကောင်ကိုချုပ်တယ်ဘာမှမဆုတ်ပြနေလို့အဲ့ဒါကိုဒီကနေ့မင်းဆောက်ရပြေးနေတာဆိုတာကိုပုံတန်ချပြရတယ်ဘယ်ဆောက်ရဟောသူ့တာဝန်လုံးလုံးပြည့်ဆရာမကြီးလုံးလုံးဒီကနေ့စကမ်းပြတ်တာလေကျန်လား င်းနဲ့ဒီသင်္ခါငါးပါးကိုဖြစ်တဲ့ရှိတဲ့နေရာနှလုံးသားမှာမှနဲ့ရှိတဲ့နေရာမပေါ်တာလည်းမှတ်ရတယ်။သင်္ခါငါးပါးရှိသေးတယ်နှလုံးသားမှာမှနဲ့ရှိရင်ဘယ်နဲ့ကျုံ။မဟုတ်ဘူးလို့ဆိုတယ်သမဏေရိတိဆုံးတဲ့ဆိုတော့ကဟောဘုရားတရားမှာအစသီးသူတို့ခန္ဓာမျိုးမျိုးဆင်းရဲမျိုးမျိုးအပေါ်မျိုးမျိုးပြောနေတဲ့တရားသုံးခု လာမမလားမလာလို့ဆိုရင်ဒါလေသမှုရဲ့စိတ်ချာလို့ခေါ်ရင်သမှုရဲ့စိတ်ချာမှုရဲ့စိတ်ချာဖြစ်သွားတော့ဒီဘက်မှာဒုက္ခရောမဖြစ်ဘူးအဲဒုက္ခလေးဖြစ်လို့ရှိရင်ဒါနှုတ်ကရောက်တာပဲသဘောပါ